2016ခုနှစ်မှာဒီဖုန်းက3နေနဲ့ပေါက်ွဲမှုတွေကြောင့်အသုံးပြုတွေချိန်မှာဝေဖန်မှုတစ်ပြော်လေးမှာမြင့်တက်ခဲ့တယ်။ဒီဖုန်းကိုထုတ်လုပ်တဲ့ကုမ္ပဏီကလည်းဒေါ်လာ5.3ဘီလီယံနဲ့တန်ဘီလီယံတိငွေချေးအပြင်ဆုံးရှုံးခဲ့တယ်။အဲ့ဒီတုန်းကမှအဲ့ဒီအချိန်တုန်းကအသုံးပြုတဲ့ရေးစားတွေကလည်းနာမည်ကျော်တစ်ခုကရခဲ့တယ်။အဲ့ဒါက hand grenade ဖုန်းတနည်းအားဖြင့်တော့လက်ပစ်ဖုန်းဖုန်းဆိုပြီးတော့အဲ့ဒီတုန်းကနာမည်ကျော်ကရခဲ့တယ်။ The Galaxy Note 7 is dead. အဲ့ဒါက Samsung ရဲ့ Galaxy Note 7ဒီဖုန်းကအခုလိုမျိုးဘာလို့ပေါက်ခွဲမှုဖြစ်ရလဲဆိုရင်တော့ပထမဆုံးတစ်ခုကတော့ battery design အမှားလို့ပဲပြောရလိမ့်မယ် Samsung ဘက်ကလည်းသူတို့ရဲ့ဖုန်းကိုအချိန်တန်အသုံးပြုလို့ရအောင်ဆိုရွေးချက်နဲ့3500 mAh ရဲ့ battery ကိုဖုန်းရဲ့ body အင်္ဂါနဲ့မရမကအောင်ပါထည့်ခဲ့ဆိုတော့ခုလိုမျိုးပြောမယ်ဆိုလို့ရှိရင်တပေလောက်ပဲရှိရပါတယ်ကိုတပေခွဲလောက်မရမကထည့်တယ်လို့မျိုးပဲအဲ့လိုမျိုးတွေဖုန်းတွေကိုမရမကထည့်မယ်ဖုန်းရဲ့အတွင်းမိုင်းကအရန်ကိုမှကျန်တယ်အဲ့တော့ကျွန်တော်တို့ဖုန်းကဖိအားများလာတဲ့တစ်ပြန်နဲ့ဖုန်းရဲ့အတွင်းမိုင်းကိုတင်းရစ်စ်ယူစီမှုကဖြစ်စေရဲ့ ပြီးတော့ကျွန်တော်တို့ဖုန်းရဲ့ battery မှာဆိုရင် plus နဲ့ minus ဆိုရဲ wire တို့လေးရှိတယ်အဲ့ဒီ wire တို့နှစ်ခုကိုသွားမပူးစီဘူးတဲ့ကျွန်တော်တို့ဖုန်းကဘေးမှာဆိုလို့ရှိရင် separator ဆိုတဲ့အကာရံလေးတွေကိုဖန်ပြီးပေးကြတယ်ဒါပေမဲ့ Samsung Galaxy Note 7ရဲ့အကာရံကအဲ့ဒီအချိန်တုန်းကတော်တော်လေးကပါရတယ်မှာပါတယ်အဲ့လိုမျိုးပါရတော့ကျွန်တော်တို့ဖိအားများလာတဲ့အခါမျိုးမှာအဲ့ဒီဘေးနားမှာကာထားပါတယ်ဆိုရင် separator လေးတွေကပေါက်ပြဲပြီးတော့အထဲမှာရှိရ plus နဲ့ minus ကသွားပြီးတော့ညှိရတယ်ဆိုတော့ဘာပြောကောင်းလဲအဲ့လိုမျိုးသွားညှိရတဲ့ကြံနဲ့ဖုန်းကအခုချိန်ကျုံပြီးတော့မီးလောင်တာတွေပေါက်ခွဲတာတွေစတင်တာပဲဒါနဲ့ဆက်အခုလိုမျိုးပေါက်ပွဲမှုတွေဖြစ်ရတာ ကဆမ်ဆောင်ရဲ့ပို့ရမှုတွေကြောင်းနဲ့ပါဝင်တယ်။ဒီကတိ2016လိုအချိန်ကာလတုန်းကဆမ်ဆောင်ရဲ့အဓိကတန်ဘက်က Apple လို့ပြောလို့ရတယ်။အဲ့ဒီအချိန်တုန်းကဈေးကွက်ထဲမှာ2005အပြိုင်ဖုန်းတွေကိုဈေးကွက်ထဲမှာအပြိုင်မေးဆက်ကြတဲ့ကာလဆိုတော့ဆမ်ဆောင်အနေနဲ့ကသူတို့ရဲ့တန်ဘက်ထပ်ပို့ပြီးတော့ဈေးကွက်ထဲမှာဝင်ချင်တဲ့အတွက်ထုတ်လုပ်မှုတွေဆန်းသတ်မှုတွေကိုတခြားအချိန်မီဘဲနဲ့အဲ့ဒီဆိုဆလိုပဲဈေးကွက်ထဲမှာမေးဆက်ခဲ့တယ်။အဲ့ဒီတော့နောက်ဆက်တဲ့အကျိုးစားကတော့အခုလိုမျိုးဖုန်းပေါက်ကွဲတာတွေပိုင်းဆက်ဖြစ်တာပဲ။အဲ့တော့ဆမ်ဆောင်ဘက်ကနေတာဝန်ယူမှုတာဝန်ခံမှုအပြည့်အဝရှိခဲ့တယ်လို့ပြောလို့ရတယ်။ဆမ်ဆောင်ဘက်ကနေကမ္ဘာတဝန်းကဆမ်ဆောင်က Galaxy Note 7 phone 2.5သန်းခန့်ကိုပြန်လည်ရုပ်သိမ်းပြီးတော့အဲ့ဒီ phone ရဲ့ငွေကြေးတန်ဖိုးတန်းပြန်လည်ပြီးတော့ပေးဆောင်ခဲ့တယ်။အဲ့လိုမျိုးရုပ်သိမ်းမှုတွေကြောင့်ပဲတစ်ခါမှကြည့်မှဆိုရင် Samsung ဘက်ကနေ dollar 1 billion လောက်ထိဆုံးရှုံးခဲ့တယ်။ပြီးအဲ့လိုမျိုးကိစ္စရပ်တွေကြောင့်ပဲ Samsung အနေနဲ့ကနာမည်ကောင်တစ်ခုပါရခဲ့တယ်။အဲ့ဒါက hand grenade phone တနည်းအားဖြင့်တော့လက်ပစ်ဘုံဖုန်းဆိုပြီးတော့ပါအဲ့တော့ကနာမည်ကောင်တစ်ခုပါရခဲ့တယ်။ဈေးကွက်တွေမှာပေါက်ကွဲမှုတွေ phone ကဒီကလုံးတွေတော့မဟုတ်ဘူး။ကျွန်တော်တို့ Apple iPhone 6, iPhone 6s, iPhone 7ဒီ phone မှာဆိုလို့ရှိရင်လည်း phone ကအပူချိန်လုံပြီးတော့ battery ဖောင်းလာတာမျိုး တွေ break ပောက်ခွဲတာမျိုးဒီလိုမျိုးရှိခဲ့ဘူးလေ။ဒါပေမဲ့ Samsung နဲ့ရှင်မန်ဆိုရင်တော့အရင်တည်းရော effective မဖြစ်ခဲ့ဘူး။အာသို့ပေမဲ့လည်း iPhone Mac ကနေဒီကိစ္စရပ်ပေါ်ပြန်လဲဆက်ဆဲပြီးတော့အဲ့လိုမျိုးပြဿနာရှိတဲ့ဖုန်းတွေနဲ့ပတ်သက်ပြီးတော့ battery ကိုပြန်လဲပေးတာမျိုးတောင်းယူပေးခဲ့တယ်။နောက်တစ်ခုဆိုရင် battery ပောက်ခွဲမှုဖြစ်ခဲ့တာက2010ပုံမှာလည်းဖြစ်ခဲ့ဘူးလေ။အဲ့ဒီဖုန်းက Huawei ရဲ့ main line ပြီးတော့ဒီဖုန်းမှာဆိုလို့ရှိရင် phone ကအခုချိန်လုံပြီးတော့ battery ပောက်ခွဲတာ။အဲ့ဒီအတွက်ဆိုလို့ရှိရင် Huawei ဘက်ကနေအဲ့လိုမျိုးပြဿနာရှိတဲ့ဖုန်းတွေအတွက် battery အစားထိုးတာမျိုးဒီလိုမျိုးတွေပြုပေးခဲ့တယ်။ဆက်ဒီနေ့မှပြပြပေးခဲ့တာဈေးကွက်ထဲမှာပောက်ခွဲမှုတွေဖြစ်ခဲ့ဘူးလေ။နံပါတ် LG ဖုန်းတွေနဲ့ပတ်သက်လို့ပြပေးကြတာဖြစ်ပြီးတော့နောက်ပိုင်းမှာဆိုလို့ရှိရင်လည်းအခုလိုမျိုး test နဲ့ပတ်သက်တဲ့အကြောင်းအရာတွေ knowledge နဲ့ပတ်သက်တဲ့အကြောင်းအရာတွေဖုန်း review နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုအမြဲတင်ဆက်ပေးသွားမှာလို့ like and share လုပ်ပြီးကူညီပေးသွားလို့ရတယ်လို့အမြဲဆောင်ရှိပေးပါအောင်လို့ပြောနေပဲကျွန်တော်တို့ရဲ့အစီအစဉ်လေးကိုဒီမှာပဲညနာခင်းဒီပါရရှိပေးခဲ့ကြတဲ့ border တွေအချင်းစီတိုင်းကျေးဇူးအထူးတင်ရှိပါတယ်ပြောနေပဲကျွန်တော်နောက်ပြီးတော့မှပြန်တွေ့ကြပါဦး